မြန်မာနှစ်စံတရဲ့ဣပီလာ18ရဲ့ဒီနေ့မှာနိုင်ငံတော်ဝန်လို့ရှိအချင်းထောင်တွေကအချင်းသူအချင်းသား4693ဦးကိုလွဉ်ညင်ခွဲပေးလိုက်တာမို့စစ်တွေထောင်ကလည်းအချင်းသားတရှို့လွတ်လာကြပါတယ်။ဒါပေမဲ့နိုင်ငံရေးအချင်းသားတွေပါမလာကြတယ်လို့စစ်တွေမျိုးတွေကမတရားဖမ်းဆီးထောင်ချခံထားရသူတွေလည်းပါမလာကြဘူးလို့အမိသားစုဝင်တွေကဆိုကြပါတယ်။စစ်တွေကမတရားအဖမ်းခံထားရသူတွေမပါဘူး။ဒိုင်းဖြူရွာလူတွေလည်းမပါလာပါဘူး။ စစ်တပ်ကသူတို့လွှတ်ရှင်တဲ့သူကိုလွှတ်လိုက်တာပါလို့စစ်လူမျိုးဗျိုင်းဖြူရွာမှာလင်းယောက်ျားဖမ်းဆီးထောင်ကြားခံထားရသူအမျိုးသမီးတူကဘွာနျူးစ်အေဂျင်စီကိုပြောပါရယ်အာနာသိန်းစစ်တပ်ဟာစစ်တွေမျိုးပြိုင်းဖြူရွာမှာအရက်သားပြည်သူရာနဲ့ရှိပြီးမတရားဖမ်းဆီးထောင်ချထားသလိုစစ်တွေမျိုးနေမှာအရက်သားပြည်သူတထောင်နီးပါးအထိမတရားဖမ်းဆီးထောင်ချခံထားရရဲ့လို့မိသားစုဝင်တွေကဆိုကြပါဗျ။မြန်မာနှစ်သက်ကူနှစ်အတွက်အာနာသိန်းစစ်တပ်ရဲ့လွတ်ငင်သက်သာခွင့်တွေထဲမှာ နိုင်ငံသားအကျဉ်းသားအကျဉ်းသူ13ဦးတွေပါဝင်ပါတယ်။အဲ့ဒီသူတွေကိုနိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်ဖို့ခုလိုလွှတ်ပေးထားတာဖြစ်ပြီးနောက်တစ်ချက်ကျူးလွန်ခဲ့ရင်ကျန်ရှိနေတဲ့ပြည်မှုတွေအတွက်ပါလဲတပါးတဲ့ထက်မဲ့ကြခံရမယ်လို့လည်းဆိုကြပါတယ်။နောက်ပြီးကျန်အကျဉ်းသားတို့ရှို့ကိုပြစ်တယ်ရဲ့6ပုံတပုံကိုလွတ်ငင်တက်တာခွင့်ပြုလုပ်တယ်လို့လည်းထုတ်ပြန်ပါတယ်။ အာနာသိစစ်တပ်ထိန်းချုပ်ထားစေဖြစ်တဲ့ကြောက်ဖြူအကျဉ်းထောင်ကအကျဉ်းသူအကျဉ်းသားဘလောက်လွတ်မြောက်လာတယ်ဆိုတာမသိရသေးပေမဲ့အာရခတ်တပ်တော်အေအေနဲ့ဆက်ဆက်တယ်ဆိုပြီးမတရားဖက်စီးထောင်ချခံထားရသူတွေမပါဝင်ကြဘူးလို့ဆိုကြပါတယ်။ဘူတိတော်နဲ့တန်လွေရအကျဉ်းထောင်တွေကိုတော့အာရခတ်အစုံပြေစစ်ပွေးမှာအာရဟတ်တပ်တော်ကတိမ့်ပိုက်ထိန်းချုပ်ထားပါတယ်။